အဲ့တော့မီဒီယာတခုကတော့နင်းနောက်ဆုံးမရခါခါမှန်အဲ့ဟုတ်ပါဘူးအဲမီဒီယာကနေပြီးတော့သူတို့စက်ကလေးတပြည့်တော့မှလည်းရှိတယ်အတန်လေးများကောင်းမလားလို့ဒီကဆိုရင်တပြည့်တော့အတန်ကြောင့်အော်သွားတယ်ဒီလိုပဲစီကောင်မူတပြည့်တော့အတန်လေးတင်နေတာဖြစ်တဲ့အတွက်အချိန်တင်ရအရှင်မြတ်ဒီသဘောရိပ်တာမှာကြားတဲ့နေရာမှာပထမဝါရမ်းပြစ်တဲ့လူကဒီလိုရောက်လာတော့ပရိဒါလုတ်ထဲကိုနှစ်သွားတယ်နှစ်သွားတာပဲ ထွက်နိုးနိုးနဲ့မထွက်နိုင်တော့မထွက်နိုင်တော့ဆိုတော့လူဘဝမှာမောင်နှမသားချင်းဘယ်နှယောက်ရှိခဲ့လဲ၅ယောက်၅ယောက်သူတို့ဘယ်မှာလဲတေကိုမီအမအကြီးဆုံးနဲ့တပည့်တော်နဲ့အူအမအကြီးဆုံးနဲ့တပည့်တော်နဲ့နှစ်ဦးနောက်ထပ်အမအငယ်တယောက်အဲတော့တောင်းတော့ကျန်တော့အမငယ်ဘယ်မှာလဲအမငယ်ကအင်ဒိုမှာအင်ဒိုမှာအစ္စလာမ်ပဲဟုတ်ဟုတ် ဟုတ်သူကဗုဒ္ဓဘာသာသူကဘာကြောင့်ဗုဒ္ဓဘာသာဖြစ်လဲယောက်ျားကဗုဒ္ဓဘာသာနဲ့ယာယီဗုဒ္ဓဘာသာဖြစ်တယ်ဟုတ်ပြီနောက်အမကြီးအောင်အမကြီးကတော့အစ္စလမ်ဘာသာယနေ့ထိပါပြင်ပါလဲသူဖတ်ကတ်မှာရှိတယ်ဩအဲ့တော့ဒကာတော်ကအဲအရှင်မြတ်အမကြီးနဲ့နေခဲ့ပြီးတော့မှဘာကြောင့်ဗုဒ္ဓဘာသာဖြစ်냐အမကြီးနဲ့နေခဲ့ပြီးတော့မှဗုဒ္ဓဘာသာဖြစ်တယ်ဒါပေမဲ့ဗုဒ္ဓဘာသာဖြစ်တာတက်စိတ်တရားဖြစ်ဩဘာကြောင့်ဖြစ်သွားလဲစာပေနေလာလိုက်စာမှုအကောင်းကဲစာရီကိုသွားဖတ်မိရတယ် စားတော့ philosophy များတယ်။နောက်ဥစ္စာလွင်ရဲ့ယန္နာ။အော်ဟုတ်ကဲ့စိက္ခာလူတယောက်ကြောင့်အဲ့ဒါဒီ။အဲ့ဒါဒီရဲ့နောက်တစ်ခုကကျွန်တော်ဟိုတင်းမှာတက္ကသိုလ်ပထမနဲ့ဒုတိယနှစ်ဟိုတင်းနေမှာ service ဆိုင်ယူမှာပြတန်းထားတဲ့ဒါ philosophy စာပေ။တက္ကနီကစာပေလေးတွေလေ။အဲ့ဒါလေးတွေကိုလည်းတပည့်တော်လေးနေချက်ချက်ဖတ်ခဲ့မှတ်ခဲ့ဘူး။နောက်ဒါလေးနဲ့အပေါ်တင်လိုက်အောင်။အဲ့ဒါလေးဖတ်ခဲ့မှတ်ခဲ့ပြီးပြပေါ့နော်။အဲ့ဖတ်မှတ်ပြီးတော့မှတော်တော်နဲ့တော့မဖြစ်ပါဘူး။တော်တော်နဲ့တော့မဖြစ်ဘူး။စာပေရဲမှကြီး ထုံရင်စာပေထဲမှာနှစ်မျိုးပြီးတော့မှနှုတ်နဲ့မိလိုက်ရတယ်ဟိုတန်းလန်းကြီးဖြစ်နေသေးတယ်အင်းဟိုမရောက်ဒီမရောက်ပေါ့တော်တော်ကြာကြာနောက်မှဒါယတနာတုံးအစ္စလမ်ဘာသာဝင်နေဟာအိမ်အောင်ကြတာစော်ကြတယ်နဲ့ဘာကြောင့်ကိုရောကြတော့လူ့ဘဝမှာအိမ်အောင်မကြခဲ့ကြခဲ့သီးလားမန်တဲပြောမယ်ဆိုရင်တော့တကြိမ်တစ်ခါကြတယ်လို့တော့ပြောလို့ရတယ်အဲဒီလှနှင်းငယ်လေးလေးလှနှင်းငယ်လေးဆိုတော့အဲအဲ့တုန်းက ွဲတော့ကိုရင်းတောင်မှာဘုရားဘာသာတဲ့ကြောင့်ရှင်းရှင်းမရောက်သေးမရောက်သေးတဲ့ယူရပေးသားလားကိုကိုယူရလားပုံကိုယူရတာယူပြီးခဏလေးနဲ့ကွဲသွားလိုက်တော့ကိုကိုကိုလူပြောလို့ပဲသဘောထားဩအဲ့တော့အဲ့နောက်ပိုင်းကျတော့လဲထပ်မရတော့အင်းအောင်ပြက်ခဲ့ဘူးပြီပေါ့ဟုတ်တယ်တလပဲရရတရက်ပဲရရဒါနဲ့အဲ့ဖတ်ကြဆိုတန်းတင်အရင်လင်မြဖြစ်ခဲ့ပြီဆိုရင်ဟုတ်တယ်ဘာတော့ဩဇာဖြစ်တာပေါ့အင်းအဲ့တော့ စ္စလမ်ဘာသာမှာဘလောက်ကြောင်နေခဲ့လဲအစ္စလမ်ဘာသာမှာအဲ့အသက်စိတ်24အသက်စိတ်ဆိုဘယ်ရွက်စပြီးတော့ထဲထဲဝင်လေ့လာခဲ့လဲ70တပည့်မှာစလေ့လာတာအစ္စလမ်ဘာသာကိုဟုတ်ဗုဒ္ဓဘာသာအစ္စလမ်ဘာသာကိုဘယ်ရွက်စပြီးနားလဲအစ္စလမ်ဘာသာကိုကတော့ဘူးရပါတော့သိရလေငယ်စဉ်တောင်ကြီးကလေးဘွားကလေးနဲ့ကိုအင်းအင်းတင်ချခဲ့ဘူးရဲ့အတိုင်းတာလေးလည်းရှိတယ်လေအင်းအင်းအဲ့လိုလေးကိုယူသီးပါတယ် အစ္စလမ်ဘာသာလည်းမှတ်ထားအဲ့ဒါလည်းအရှင်မြတ်ကိုဗုဒ္ဓဘာသာဖြစ်လို့မိတာမဟုတ်ဖဲနဲ့အစ္စလမ်ဘာသာဝင်နေသိရတယ်ဒါပေမဲ့ဒီလိုပြောပြခြင်းအပြင်အစ္စလမ်နေနာကြီးတာလည်းမဖြစ်စေချင်လို့ဗုဒ္ဓဘာသာကြီးနားလည်သွားအောင်ပြောပြနားလည်နော်ဟိုတပါမန္တတပါရန်လူလည်းမဟုတ်ဖဲနဲ့အရှင်မြတ်မြင်ခဲ့တဲ့ပြောင်းလဲခြင်းဟာဒါပဲလို့ချပြသေးချင်တာ ရှင်းရှင်းပြောရမယ်ဆိုရင်တော့ပထမပိုင်းတော့စာပေပရိယတ်ကိုလေ့လာလိုက်စာဟုတ်တယ်အဲ့ဒီဆရာဦးစန်းလုံးနဲ့အဲ့ဒီတော့ရင်းနှီးခဲ့နောက်တော့နောက်တော့ဒါအမှန်တည်းဘုရင်လေးနဲ့ပြောပါမယ်အစပိုင်းဗုဒ္ဓဘာသာဖြစ်တာဟာကြောင်းတောင်းတောင်းပဲอืมอืมอืมบาโลเลสวิปัตตนามาปาติอืม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 ไอ้วิปัตตนาเตียวอ้ามทุติกิเอาเนี่ยมีรู้อย่าพุทธเนี่ยพุทธภาษาဝင်เตียวเนี่ยพอตะไลมิมิโกโกพุทธภาษาဝင်เตียวโหลนอกเอออยู่ท้าเลยเป็นนอกอย่างหอกอืมอืม ရှက်စရာကောင်းတယ်လို့ထင်တယ်ကိုစိတ်ထဲမှာဘုရားဘာသာအင်းခံယူတာဟုတ်အစ္စလမ်တယောက်အနေနဲ့မဟုတ်ဘူးမဟုတ်ဘူးဘုပ္ပတနာနဲ့မထီမထီတွေ့သေးဘူးမထီတွေ့ခင်တော့ဘာလို့လဲလို့ဆိုတော့ဘာလို့လဲဆိုတော့ဝိဇ္ဇာနဲ့ဆရဏအချိုးကြမှာဘုရားဘာသာရဲ့အမြင့်တာရရှိသွန်ပေါက်ရောက်တာဗျအဲ့လိုသွန်ပေါက်ရောက်ပြီးသွားတဲ့နောက်ပိုင်းကာလတွေမှာဒါကတဘာဝဓမ္မအတိုင်းသွားတာတဘာဝဓမ္မလမ်းကြောင်းကလေးတိုင်းသွားတာရှင်းရှင်းပြောမယ်ဆိုရင်တော့ဘယ်အရာဥမှဒီပါးကြီးပုတ်ခတ်ချက်မရှိဘူး တဘာဝဓမ္မလမ်းကြောင်းလေးတိုင်းသွားပြီတဘာဝဓမ္မလမ်းကြောင်းတိုင်းမြတ်စွာဘုရားရှင်ရဲ့လမ်းလမ်းစဉ်ကကိုမှာတဘာဝဓမ္မဓမ္မလမ်းကြောင်းလေးတိုင်းသွား Mitra Philomena Mitra Philomena လို့သုံးပါအဲ့တော့ရှင်းရှင်းပြောမယ်ဆိုရင်ဝိပဿနာတရားကိုအထုတ်လို့ရုပ်ဓမ္မနန္ဓမရေရဲ့ဖောက်ပြန်ပြောင်းလဲတဲ့ဆင်းရဲဒုက္ခတွေဆက်တိုက်မြင်တာရှင်းရှင်းပြောမှဆိုညံကလေးနည်းနည်းလေးရလာတဲ့အချိန်အင်းအဲ့ဒီအခါကျမှ ဗုဒ္ဓဘာသာမြတ်သားလားဟိုကစာတူတူနောက်အဲ့လိုတိလာခဲ့တဲ့နောက်ပိုင်းမှာတပည့်တော်ရဲ့စိတ်ထဲမှာလူကိုလူလိုပဲမြင်တော့တယ်အစ္စလမ်ခရစ်စတန်ဘာဘာသာပဲကြိုက်တာကိုယ်ခွေကိုယ်ခွေမရဘူးလားတောင်းလို့ဆရာတော်ဘုရားကြီးဟောကြားခဲ့သလိုစိတ်ကောင်းရှိဖို့ပထမဒါဟုတ်ပဲတပည့်တော်ဒါကြောင့်မလို့လည်းပဲတပည့်တော်အဲ့လိုစိတ်ကိုမွေးခဲ့လို့လည်းပဲအစ္စလမ်ဘာသာဝင်ဖြစ်တဲ့မမကြီးဟာတပည့်တော်ဥပုသ္ထမင်းကစာချက်ပေးခဲ့တယ် ရှစ်ပါးဒီလာခံယူရတဲ့အကုန်လုံးကိုတပည့်တော်ကိုမိမိကိုမောင်နှမကြီးတည်းမှာတပည့်တော်အချက်ဆုံးဖြစ်ခဲ့တပည့်တော်ကလည်းသူ့ကိုအစ္စလာမ်ဘာသာကိုးကွယ်ကိုးကွယ်တာကိုအပြစ်လို့မမြင်တော့မမြင်တော့ပဲနဲ့ကိုမအေးအမကြီးရောအမိအရာဆိုလို့ကိုအမိခင်လို့ကိုသဘောထားပြီးခဲ့တော့အဲ့လိုသူမျိုးသားလည်းအစ္စလာမ်ရောမလားမဟုတ်ဘူးမွန်တလိုင်းအော်ဘုရားပါတာဟုတ်တာပါအဲမွန်လန်ရောအစ္စလမ်ခံယူလိုက်ပြီအစ္စလမ်ခံယူလိုက်သေးတယ်ဒါပေမဲ့ဒီအင်တာနက်မရှိချာချာကိုကလေးလေးနှစ်ယောက်မှသူဆုံးပါသွားချာဆုံးပါတော့အမှရနောက်ရင်တော့မပြူတော့ မပြူတော့ပဲနေဒီကလေးလေးတွေကိုပဲလူတော်ပြအောင်မွေးပွားလာကြပြီအဲ့လိုကောင်းပြီအရှင်မြတ်ကဘာသာကြားကုပြောင်းလာတယ်ဆိုတော့ဘုရားဘာသာနဲ့အရှင်မြတ်ဘာသာကြားကွာရဲ့ဝိဝါဒကိုလွယ်လွယ်လေးပဲရှင်းရှင်းအများသိအောင်မလို့ပြောမှာအဲ့ဒါ ਈ တော့ပေါ်ပေါ်နောက်တိတယ်တော့လေဘုရားဘာသာ အထွတ်ထိပ်ကိုမရောက်သေးဘူး။อืมရှောက်အောင်ကြိုးစားရအောင်ပဲ။อืมဒါပါပဲတွဲတော့ဖြစ်နေတာ။နော်အထွတ်ထိပ်ကိုမရောက်သေးဘူးရှောက်အောင်ကြိုးစားရအောင်ပဲ။ရှောက်အောင်လို့ဘာသာနှစ်ခုကိုနှိုင်းရှင်ပြီးတော့မှတွဲတော့မဖြေချင်ဘူး။နော်ဘာလို့လဲတပည့်တော်စကားပြောတာဆုံးဆုံးပြောသွားပြီးပြီ။ဘုရားဘာသာဝင်ဖြစ်စီအစ္စလမ်ဘာသာဝင်ဖြစ်စီခရစ်ယာန်ဘာသာဝင်ဖြစ်သူတို့စီစုစည်းကြတဲ့အချိန်မှာသူပြုခဲ့တဲ့ကုသိုလ်အကုသိုလ်ကတွန်းပို့လိုက်တယ်ပဲ။တွန်းပို့လိုက်တဲ့ခါကျတော့စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူကြီး ကောင်းရသူကတိရှောင်းမှာနော်ဒါတော့ရေခံကြတော့ဘုရားအတ္တနောမတိလို့ပြောလို့ရပါတယ်အဲ့ဗုဒ္ဓဘာသာအတ္တနောမတိအဲဗုဒ္ဓဘာသာအတ္တနောမတိဘာသာအရာရှင်များအချားဘာသာဖြစ်သွားတဲ့အတွက်ဥစ္စာဖြစ်သွားပြီကော်ဖီဖြစ်သွားပြီအဲကော်ဖီဖြစ်သွားပြီမှန်တယ်ကော်ဖီဖြစ်သွားတဲ့ရှင်များဘလုံးမန်ဂျန်နတ်ဆိုမရောက်နိုင်အဲအဲ့ဒါတော့တပည့်တော်စိတ်ဝင်စားမနေ့တပည့်တော်ဒါပြောမယ်လေဆိုတော့ရှင်များကုဏကကံကံရဲ့အကျိုးကိုရည်စူးသောစကားများတော့ အကြောင်းအကျိုးဆင်ញင်သောစကားများဟာခရစ်ယာန်အစ္စလမ်ဘာသာအတွက်တော့ဆန့်ကျင်မပါဘူးတော့ဘာသာတွေအားလုံးလေ့လာပြီးတော့ဒါပေမဲ့လူလူချင်းနားလည်တတဝါတွေပေါ်ချစ်မြတ်နိုးအရှင်များဒီထဲမှာဝင်သွားနေဒီလမ်းပေါ်ရှောက်နေတာကောင်းပါတယ်ဒါပေမဲ့တပည့်တော်ပြောချင်တာအရှင်များနားလည်လောက်ပြောချင်တယ်ပြောနိုင်သမျှပြောမယ်မပြောတော့ဘူးဆိုရင်လည်းဘယ်လိုတီးတဲ့အင်းငဲတယ်လို့တပည့်တော်မြင်တယ် ယူသီးတယ်လို့အစ္စလာမ်နဲ့အစ္စလာမ်မှာအော်ယူသီးတယ်နဲရှိတော့ရှိတယ်ဘာဖြစ်လို့နဲတယ်လို့ပြောလဲလို့ဆိုတော့တပည့်တော်ပုမလေးလေးပဲပြောမယ်နောက်တော့ပေါ့စကားပေါ့စကားပေါ့ပေါ့ပွားလေးပြောမယ်ညီမငယ်စဉ်တောင်ကြီးကလေးဘွားတွေကတောင်းနေခဲ့တာဟိုဆယ်တန်းအောင်တဲ့အထိနောက်ဆိုကိုကပေါင်းတင်ခဲ့တာအကုန်လုံးကကိုကတာကလာဟိုတော့ပါလေညီမလူမျိုးလေးတွေကြီးမိန်းကလေးတွေကကြားနေတော့အကုန်မိခဲ့ဆိုတော့ဟိုဟိုဗုဒ္ဓဘာသာက ဟိုလက်ပြီးလက်ွယ်ဖယ်ဖျားကြောင်းသွားမယ်အင်းအင်းအင်းเนาะသူတို့ကဟိုခရစ်ယာန်ကချင်လေးတွေဆိုချက်တက်မယ်တနည်းငယ်တွေကိုဟိုကကြတော့မွတ်စလင်လေးတွေကြတော့တောက်တာနေကိုသွားမယ်ပလီသွားမယ်ဘုရားအဲသွားပြီးတော့မှသူတို့လှုပ်ရှားရှိရလှုပ်ပြီးပြန်ခဲ့တာတော့ပဲကွာဟာချက်ရှိတယ်ဘောက်လို့လင်းနေမှုတွေမရှိကြဘူးလင်းနေမှုတွေမရှိအကုန်လုံးဟာစိတ်ကတွဲသားလူဖြစ်နေတာအကုန်လုံးဟာเนาะအကုန်လုံးဟာဘလို့ပြင်းပြင်းနေတယ်လို့ဆိုတော့ဟိုဘာသာတရားပေါ်မှာဘုရားဘာသာအစအကုန်လုံးလင်းနေမှု နေပါကြအဲ့တော့ပေါင်းနဲ့တင်းလို့ရတယ်ဒီလိုလေးပဲပေါ့ပါပါလေးလို့ပြောတာเนาะတွေ့တော့ပြောတယ်ပေါ့ပါပါလေးအဲ့တော့ဒီကိဒီကန္ဓာတွေကပြောလာပြောရလို့ရှိရင်ဘာခေါ်မလဲပြောနေတဲ့အပိုင်းဆိုင်အငင်းခုံကြီးဖြစ်လာနော်နော်ဆိုရအတန်းကြီးမကြိုက်ဘူးတွေ့တော့အငင်းခုံကမကြိုက်ဘူးစိတ်ကောင်းနှလုံးကောင်းလေးရှိရင်လူဖြစ်ချွတ်နိုင်တယ်တခုတော့ရှိတာပေါ့တော့ဒါဒါကတပည့်တော်အပေါ်ယံစကားလေးပြောတာဘုရားဘာသာအနေနဲ့ကတော့ ဖြင့်ဘုရားမြတ်စွာဘုရားရဲ့တေသနာတော့အဆုံးအမရတော့တစ္ဆာမသိဒိဋ္ဌိမကွာပုဂ္ဂိုလ်မှလည်းလူတွေမန္တနှက်မှတကြမိုးပြပြမဖြစ်တုံမှလည်းခန္ဓာပြုတ်ကွဲကုသိုလ်ဆဲကဖောက်လွဲပေရွာရောက်နေတာရောက်မှာဘာဖြစ်လို့ရောက်မှာလဲလို့ဆိုတော့ငါဒီတစ်ပါးယောက်ျားမိန်းမဆိုတော့တက္ကာဒိဋ္ဌိတန်းလန်းနဲ့သိရင်တော့အဲ့တော့ဘုရားဘာသာရှင်တယောက်ကလည်းတက္ကာဒိဋ္ဌိတန်းလန်းနဲ့သိရင်ကိုတို့ဖြစ်တယ်ဟိုခေတ်ဆံ